အလုံးမင်္ဂလာပါ။ Watashi ကတော့ Yukimi Channel ကတာမယ်ဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်မှာလည်းပဲအခန်း၃ခန်းအတူတူလေ့လာရမှာပဲဖြစ်ပါတယ်။အခန်း၄၉မှာကတော့စေကခုအကျဉ်းစာရိတ်တာတိုက်တို့သဘောထားအပြုမှုဒိုင်းနက်ဆိုင်တဲ့ order တွေကိုလေ့လာရမှာပဲဖြစ်ပါတယ်။ Hi Hajime Masho. စေကခုစေကခုစေကခုအကျဉ်းစာရိတ်တာအကျဉ်းတိုက်တို့တိုက်တို့ တိုက်ထို့သဘောတာအပြုအမူအကာရိအကာရိအကာရိပွင့်လင်းသောစုနာဝနာစုနာဝနာစုနာဝနာဖြူစင်သောယူတာသောအိုဒိုနာရှိအိုဒိုနာရှိအိုဒိုနာရှိစကားနေသောဝါကမမနာဝါကမမနာဝါကမမနာတကူကောင်းဆန်သောခတ်တိန်နာ ခတ်သိန်းနာခတ်သိန်းနာတပတ်သက်ဆန်သောជីပွန်ခတ်သိန်းနာជីပွန်ခတ်သိန်းနာជីပွန်ခတ်သိန်းနာမိမိတပတ်သက်တဲ့ជីသောမူဆခိနေနာမူဆခိနေနာမူဆခိနေနာတောင်းဝမဲ့သောဖူမာជីမဲနာဖူမာជីမဲနာဖူမာជីမဲနာမလီစားသောမတင်ကြီးသောမာជីမဲနာကတည်ကြီးသောဆိုတဲ့အထိပဲဖူမာជីမဲနာဆိုတော့ မလေးစားသောမတီချီသောအီဂျီဝါရုဏအီဂျီဝါရုဏအီဂျီဝါရုဏအညိုကြီးသောအကျင့်မကောင်းသောအီဂျီကားဝါရိအီဂျီကားဝါရိအီဂျီကားဝါရိအကျင့်မကောင်းသောဇူရိဇူရိဇူရိစင်လေသောလူလေကြသောဇူရိဇူရိစင်လေသောလူလေကြသောကောက်ကြည့်သောခေချီနာ ケチな、ケチな、ケシネーと、正直な。正直な、正直な、正直な、ユうたと。レギダラシ、レギダラシ、レギダラシ、ジンオゴライナョーヘナ、と。上品な、上品な、上品な、たたんちゃと。上品な女性。 ဂျောဟင်နာဂျောဆေဂျောဟင်နာဂျောဆေအထက်တန်းကျသောအမျိုးသမီးဂျောဟင်နာဟာနာရှိခတ်တာဂျောဟင်နာဟာနာရှိခတ်တာဂျောဟင်နာခနာရှိဟာနာရှိခတ်တာအထက်တန်းကျသောစကားပြောပုံပြောနည်းဂျောဟင်နာဟာနာရှိခတ်တာအထက်တန်းကျသောစကားပြောပုံပြောနည်းဂေဟိနဂေဟိနဂေဟိနအောက်တန်းကြတော့ဟိုက်အဲ့ဒါဆိုရင်အခုကအခန်း49ရဲ့ ဇလုံးက16လုံးပဲပါတယ်ဒီတော့အခန်း90ကိုဆက်ပြီးတော့တွားပါမယ်ဒီခန်းမှာတော့တန်းဤယူနစ်ခါဆိုရဲ့ခတ်တရေတွက်ပုံရေတွက်နီးထိုင်နေတဲ့ဆိုင်နဲ့ဝါရာတွေကိုအတူတူလေ့လာရမှာပါဟိုက်ဟာဂျီမေမရှိုတန်းဤ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 ယူနစ်အတိုင်းတာတန်းဤယူနစ်အတိုင်းတာတွန်းတွန်းတွန်းတန်း တစ်တို့တန်တို့ကိုဝယ်တဲ့အခါမှာတိုင်းတားတဲ့တန်တဒန်းနှစ်တန်းရီတိုရူရီတိုရူရီတိုရူလီတာပါစန်တိုပါစန်တိုပါစန်တိုပါစန်ရာဂိုင်းနိုကန်ကန်ကန်ဆိုင်အဲအစာဦးတွေကိုရည်တွက်တဲ့အခါမှာသုံးတာပါဥပမာဒီ shopping center ထဲမှာစာအုပ်ဆိုင်ဘယ်နှဆိုင်ရှိပါသေးလဲ အဲ့လိုမျိုးရေတွက်တဲ့အခါမှာသုံးပါတယ်နော် bye 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 ကအစဟိုတစနှစ်စရေဦးနှစ်စထည့်မင်းသုံးစထည့်မင်းအဲ့ဒီမှာပါတယ် bye kaisu 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 အကျဉ်းကြီးဒါဆိုရင်အခုအခန်း90မှာပါတယ်ခုနှစ်လုံးကိုအတူတူလေ့လာပြီးသွားပါပြီအခန်း91ကိုလည်းပဲဆက်ပြီးတော့လေ့လာကြမယ်နော်ခန်း91မှာတော့မိုနိုနော့ဂျောတိုင် အရာဝတ္ထုပစ္စည်းတွေရဲ့အခြေအနေတွေကိုလေ့လာရမှာပါ။始めましょう。コーリ、コーリ、コーリ、シゲ、コナ、コナ、コナ、アモ。小麦粉、小麦粉、小麦粉、ジョウモ。アワ、アワ、アワ、アミョ。ドロー、 도로도로시오개무리개무리개무리미고하이하이하이비야세레비야예그거고미쇼라이로돌아래비야하이로하이로하이로케야카다마루카다마루카다마루케디카다메루카다메루카다메루 ခေအောင်လုပ်သည်ခိုင်မာအောင်လုပ်သည်ခီဆိုအိုခတာမဲရုခီဆိုအိုခတာမဲရုခီဆိုအိုခတာမဲရုအခြေခံအုံမြစ်ကိုခိုင်မာအောင်လုပ်သည်ဒုခဲရုဒုခဲရုဒုခဲရုအေးပြောသည်ဒုကဆုဒုကဆုဒုကဆုအေးပြောသည်မိုးဲရုမိုးဲရုမိုးဲရုလောင်ကျွမ်းသည်မိုးရဆုမိုးရဆုမိုးရဆု မီရှိုဒီပကူဟာဆပကူဟာဆပကူဟာဆပကွေချင်းပကူဟာဆဆူရပကူဟာဆဆူရပကူဟာဆဆာဆူရပကွေတီပကူဟာဆဆူရပကွေတီဟိုက်အခုဆိုလို့ရှိရင်အခန်း50 51 52တုံခန်းကိုအတူတူလေ့လာလို့အာပြီးတော့ပါပြီစူမီမဆန်50 51ငါးနဲ့မဟုတ်ဘူးเนาะ4950ငါးတက်အခန်းသုံးခန်းကိုလည်လာခဲ့တာပါ お疲れ様でした。またねー。